ီနေ့ကဘာလုပ်မလဲဆိုလို့ရှိရင်ငပြောဘူးချင်းထမင်းတို့ပေါ့နော်ဒီအားတော့ရှိရင်ကျွန်တော်တို့အာငပြောဘူးကိုအချိန်ပြထားတာဒီအချိန်တည်းလေးကိုခန့်တူချင်းပြောပြမယ်ပေါ့နော်ခုကပမာအုပ်ဆုံးအဲတုံးမှာဖြစ်ပါတယ်နော်ကဲဒါလေးကိုမှအဲထဲကိုကျွန်တော်တို့ထည့်ပါမယ်ပေါ့ဆိုတော့ဒါကိုကျွန်တော်တို့ကအရင်မြှင့်ထုတ်လိုက်ရမှာပေါ့နော်ဒါထမင်းတို့ထဲမှာဆိုရေးပါလို့ရှိရင်ကျွန်တော်တို့မကောင်းဘူးပေါ့နော်အဲဒါကြောင့်ကြာဖို့အရင်မြှင့်ထုတ်လိုက်ပါမယ်ကဲအဲဆိုလို့ရှိရင်ဒီဒီငပြောချင်းလေးနဲ့ထမင်းတုံးမှာဖြစ်ပါတယ်နော် မပြောဘူးကျင်ထမင်းတုတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထမင်းအဖြူပေါ့နော်အဲ့ထဲကိုပါထည့်နေဆိုလို့ရှိရင်ရေညှစ်ထားတဲ့မပြောဘူးပေါ့နော်မပြောဘူးကျင်ကိုထည့်မယ်ခက်မများလေးထည့်မယ်ပေါ့နော်သူကအာပြီးလို့ရှိရင်ကျွန်တော်တို့ပဲမှုန်ခဲ့ပါမယ်ဒါကတော့ကျွန်တော်တို့တက်တုံအနီအဖြူအာစီချက်ပေါ့ပေါ့နော်ဒီမှာလို့ရှိရင်အဖက်စီချက်တွေကိုကျွန်တော်တို့ကအာမများလေးထည့်တယ်ပေါ့နော်ပြီးလို့ရှိရင်စီကတော့ကျွန်တော်နည်းနည်းပဲပြီးလို့ရှိရင်ဒီမှာအဓိကကဘာလဲဆိုတာကရုပ်စီကြော်เนาะဒီရုပ်စီကြော်လေးကိုတော့ကျွန်တော်တို့အများများလေးထည့်ပေးရမယ်ပြီးလို့ရှိရင်ဒီမှာ ဒီရုပ်ပြီးအဖက်ကလေးတွေရောညညလေးခဲ့နော်ငံပြားကြီးလေးနည်းနည်းထည့်ပါမယ်ကျွန်တော်တို့ဘာဖြစ်လို့လဲဆိုလို့ရှိရင် show ကတော့အာအသားပုံတွေပဲထည့်ရပေါ့နော်ဒီနေ့တော့ကျွန်တော်အသားပုံမထည့်တော့ဘူးထည့်လို့ရှိရင်တော့ကျွန်တော်သားမုံတာမလို့ရှိရင်အာအချုံမုံထည့်လို့ရတယ်ပေါ့နော်ကဲဒါလေးကိုမှကျွန်တော်ငယ်ပါမယ်နော်အချို့ဆိုလို့ရှိရင်ခုနကအာဒီပြေပဲတော့ထည့်လို့ရှိနေရတယ်ပေါ့နော်ကျွန်တော်ဒီနေ့တော့မြေပဲတော့မထည့်တော့ဘူးနော်ကြော်ဒီမှာဆိုစင်စီချက်မှုမှုလေးနဲ့ပေါ့မှုမှုလေးဒါကတော့အကြောင်းကားတော့ခုနက ဒီမြုပ်စီပေါ့မြုပ်စီကြောင့်ကျွန်တော်ကအကြောင်းလေးကဒီနည်းလေးမြည်သွားတာပေါ့နော်ဒီခမင်းတုံမာကထူးခြားချက်ကဘာလဲဆိုတော့အဲကျွန်တော်မြုပ်ပြီးချလော်မုံထက်တာမဟုတ်ဘူးပေါ့နော်မြုပ်ပြီးအနီစီချက်ကိုမှခမင်းများလေးထက်တာပေါ့ကဲဒါဆိုလို့ချင်ရင်ကျွန်တော်ခမင်းမပြောဘူးချင်ခမင်းတုပ်လေးရပါတယ်နော်ကြပြောမှုချက်ထမင်းတုပ်ကိုကျွန်တော်တို့ကမျိုးစုံစားလို့ရတယ်ပေါ့နော်အဲချက်ကျော်စိတ်ကျော်ဝက်ကျော်အာပြီးလို့ရှိရင်ကျွန်တော်တို့တဖယ်ကျော်တို့တွေနဲ့စားလို့ရတယ်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ကချက်ကျော်လေးနဲ့ပြီးလို့ရှိရင်ဖျားကျော်လေးနဲ့ပေါ့နော် စားပါမယ်။ဒီနေ့ကကျွန်တော်ကြက်ကြော်နဲ့စားမှာဆိုတော့ဂျာရီကကျွန်တော်တို့အစင်နဲ့အဲကြက်ကြော်လေးကြော်ထားတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့အာကြက်ဥကြော်လေးပေါ့နော်ကြက်ဥလေးကြော်လေးလေးကျွန်တော်တို့ထည့်ပါမယ်နော်။ဒီလိုတို့မျိုးမစားတင်ဘူးဆိုလို့ရှိရင်တော့ရိုးရိုးကျွန်တော်တို့ကြက်ဥအာဟာဘရက်ကြော်လေးရတယ်ပေါ့နော်။ပြာကြော်လေးလည်းကျွန်တော်အိမ်မှာအစင်နဲ့ရှိပြီးပြာကြော်လေးတစ်ထည့်ပါမယ်နော်။အပြော်ဘူးအချင်းလေးလည်းနည်းနည်းထည့်မယ်ပေါ့နော်။ဒီလိုထည့်မယ်။ ပြင်တာကတော့ကျွန်တော်တို့ကြက်တုံပိတ်ကဲပြီးလို့ရှိရင်ဒါကအာကြက်တုံရယ်ပြီးလို့ရှိရင်နန်း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 မြဲပေါ့ဒါလေးကိုပါကျွန်တော်ပါပါလီဆိုတာပြောနော်ဒါလေးကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့အာညူဒီစီကျော်ပေါ့နော်တကယ်လို့ညူဒီစီကျော်နဲ့မစားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဗာနဲ့စားလို့ရတယ်ဆိုလို့ရှိရင်ငပိကျော်လို့ငပိတောင်းလို့လည်းအဲစားလို့ရတယ်ပေါ့နော်ကဲဒါကတော့ကျွန်တော်တို့မပြောဘူးထမင်းကျင်လေးပါနော် ဒါကကျွန်တော်စိုးစိုးကအာတုတ်ပြပြီးရဲမပြောဘူးခြင်းထမင်းတုတ်ပေါ့ကထမင်းခြင်းလို့လည်းခေါ်တယ်ကျွန်တော်အာတော်တော်များစိတ်ဝင်စားတာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့မပြောဘူးခြင်းကိုဘယ်လိုမျိုးအချင်းတည်ရမလဲဆိုတာပဲပေါ့နော်ကျွန်တော်သူကဒီရန်ပုံမှာရိုးရှင်းပါတယ်မပြောဘူးဟိုမှာကျွန်တော်တို့အပေါ်ရအကြမ်းပတ်ကုန်လို့တစ်ဖက်လက်ကိုခွာပြီးတော့မှညီရဲနေတဲ့အဖက်ကပြုရှင်ထဲတဲ့အမှုလေးတွေပေါ်မှာအာပေါ်ပါတီမြဲပြုရှင်စားရည်နဲ့စီမြဲပြုရှင်အချင်းတမျိုးမျိုးဖြစ်တဲ့မကြီးစည်းစိမ်တို့ရှင်မကြီးစည်းမြဲတို့ရှင်အဲဆောင်းပါတီနဲ့ကျွန်တော်တို့ကနေပြုရှင်အဲတိတ်လို့ရှင်မပြောဘူး းချိန်ဝင်ကြတာပေါ့နော်ကျွန်တော်တို့မကြည်သီးအစိမ်းကိုသုံးလို့ဆိုလို့ရှိရင်တော့ကျွန်တော်မကြည်သီးအစိမ်းကိုအာကျွန်တော်ရေနဲ့ပြုတ်ပြီးတော့မှအေးအရေကိုညှစ်ပြီးတော့မှအချိန်ကျေလို့ရှိရင်မပြောဘူးချိန်ကိုရအောင်ဖြစ်ပါတယ်နော်အားဒီကတော့ကျွန်တော်မပြောဘူးချိန်နဲ့သုတ်ထားတဲ့ထမင်းသုတ်လေးပါနော်